ဒီတစ်ပတ်စနေနေ့မှာတော့တိုင်းစင်းစုံတွေက Ford တို့ရဲ့အိမ်ကွင်းကြီးထဲမှာပဲ၄ပွဲဆက်နိုင်ပွဲကိုဖော်ဆောင်နိုင်ဖို့ United အသင်းကကြိုးစားလာတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်အတွက်ပွဲချိုအချက်အလက်တွေကိုလေ့လာကြည့်ကြရအောင်ပါ။ Nottingham Forest နဲ့ United တို့ဟာတမိုင်းတစ်လျှောက်တရတစ်ကြိမ်တွေ့ဆုံခဲ့ပြီး Ford တို့က34ပွဲအနိုင်ရရှိထားပြီး United အသင်းက54ပွဲအနိုင်ရရှိထားက23ပွဲတည်ကြထားပါတယ်။ နောက်ဆုံးတွေ့ဆုံထားတဲ့၅ပွဲမှာတော့ United အသင်းဟာ၂ပွဲသာအနိုင်ရရှိထားပြီး Nottingham Forest တို့က၃ပွဲအနိုင်ရရှိထားပါတယ်။ဒါပေမဲ့ဒီတစ်ကြိမ်တွေ့ဆုံချိန်မှာတော့ United အသင်းဟာအဆင့်၆နေရာမှာရှိပြီး16မဲ့ရရှိထားက Nottingham Forest တို့ကတော့၅မဲ့သာရရှိထားပြီးအဆင့်18နေရာအထိရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဆိုတော့ Nottingham Forest တို့ဟာနီးပြအသစ်ပြေရှောင်းတိုက်ကိုခန့်အပ်ထားပေမဲ့ရှုံးချမှုကောင်းကောင်းနဲ့ကစားသမားတွေပိုအံဝင်လာပြီးဖြစ်တဲ့ United တို့ကိုတားဆီးနိုင်ဖို့ခတ်ဖို့ရှိနေပါတယ်။ United အသင်းတွေကလာမယ့်စနေနေ့မှာ Nottingham Forest ကိုအနိုင်ရလိုက်ရင်ဒီရာသီအတွက်အရန်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်။အတိအကကတော့ကစားသမားတွေရဲ့ယုံကြည်မှုကိုအမြင့်ဆုံးကိုပြတ်တန်းလန်းလာဖို့ရှိပါတယ်။ဒီတစ်ဖက်မှာပဲအသင်းကြီးတွေဖြစ်တဲ့စပါးကချက်စီ မန်စီးတီးကဖုံးပေါက်လီဗာပူးအသင်းကဘီလာနဲ့ကစားရမ်းမှာဖြစ်ပါတယ်အပေါ်ကအသင်းတွေအမတ်ရော့နိုင်ခြင်းရှိတဲ့အချိန်မှာယူလိုက်တဲ့အသင်းကအနိုင်ရခဲ့ရင်တော်ဖိုးတဲ့ပြန်ဝင်နိုင်ပြီးတခြားပွဲစဉ်တွေပြီးတဲ့အခါထိတ်ဆုံးလေးသင်းမှာဆက်ရှိနေနိုင်ပါလိမ့်မယ်ဖော်ရနဲ့ပွဲကဒီယာဒီအတွက်အရေးအကြီးဆုံးပွဲတစ်ပွဲဖြစ်လာပါဦးမယ်။အသင်းရဲ့ကောင်းမွန်တဲ့အရှိန်ဟုန်ကိုတည်ဆောက်ဖို့တည်ငြိမ်မှုကိုရရှိဖို့လေးပွဲဆက်အနိုင်ရရှိဖို့ဆိုတဲ့အခွင့်အရေးတစ်ခုလည်းရှိနေပါဗျ။ ဖောရက်ကိုသာအနိုင်ရရှိခဲ့ရင် နောက်ဆုံး၈ပွဲမှာ၆ပွဲအနိုင်ရပြီး အသေးနဲ့ပတ်သက်တဲ့စူညံတန်တွေကိုတိတ်သွားစေပြီးအာမိုရီနဲ့ပတ်သက်တဲ့ဝေဖန်မှုတွေကိုလည်းအကုန်ပျောက်ကွယ်သွားပါလိမ့်မယ်။ဒါဟာ United အတွက်လက်ရှိအချိန်မှာစူပလားတွေရတာထက်ပိုလိုအပ်တာကြောင့်ဖော်ရက်တို့ကွင်းကိုသွားပြီး final ပွဲလိုကစားကြဖို့နီးပြအာမိုရင်ကပြင်ဆင်လာဖို့လည်းရှိနေပါတယ်။ ဆိုတော့ Forex တို့ရဲ့တောနယ်ကြီးဟာဘလောက်ပဲနဲ့နဲ့ United တို့ကအနိုင်3မှတ်ကိုရှာဖွေသွားနိုင်အောင်မလားဆိုတာစောင့်ကြည့်အားပေးကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United ရဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုအစ်စ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘီနာကခေါင်းဆောင်လေးကိုနှိပ်ခဲ့ဖို့မေးကြပါနဲ့နော် ကြည့်ကြည့်အားပေးခဲ့တဲ့ပေါ်တာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ